2016ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာကြာရောက်မဲ့ရန်ကုန်တရိတ်ဆန်ဥယျာဉ်ရဲ့နှစ်130ပြည့်အထိမ်းအမှတ်ပွဲတော်ကိုဇန်နဝါရီလ23ရက်နေ့ကစတင်ပြီးရန်ကုန်တရိတ်ဆန်ဥယျာဉ်မှာကျင်းပပြုလုပ်လျက်ရှိပါတယ်။နှစ်130ပြည့်အထိမ်းအမှတ်ပွဲတော်ဖွင့်ပွဲကိုရန်ကုန်တရိတ်ဆန်ဥယျာဉ်ကတာဝန်ရှိသူတွေကဖဲချိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။မောင်ပြူလာမင်းကြီးလို့ခေါ်တဲ့အာရီနာလို့ပေါ်လို့ကတင်ချင်းအစီအစဉ်များဖြစ်ပါလေရှင်။ ဇန်နဝါရီလ23ရက်နေ့မှာတော့ရန်ကုန်တရိတ်ဆန်ဥယျာဉ်ရဲ့130ပြည့်အထိမ်းအမှတ်ပွဲတော်ကိုကျင်းပပြုလုပ်လျက်ရှိပါတယ်။ဒီလိုပြုလုပ်ရမှာရန်ကုန်တရိတ်ဆန်ဥယျာဉ်အနေနဲ့အစီအစဉ်များစွာထည့်သွင်းကျင်းပပြုလုပ်မယ်လို့သိရပါတယ်။ဒီပွဲတော်ကိုဇန်နဝါရီလ23ရက်နေ့ကနေ25ရက်နေ့ထိ3ရက်ကြာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ဖဲချိုပြက်ဖွင့်လှစ်ပြီးမှမြန်မာနိုင်ငံချင်းလုံးအဖွဲ့ချုပ်ကမဆန္ဒကချင်းအလှခတ်ပြခဲ့ပါတယ်။ ဲ့ဒီနောက်မှာတော့မျက်လက်တင်ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်ရန်ကုန်တရိတ်ဆန်ဥယျာဉ်130ပြည့်အထိမ်းအမှတ်ပွဲတော်မှာလာရောက်တဲ့ပရိသတ်တွေအတွက်ထူးခြားတဲ့အစီအစဉ်တွေထည့်သွင်းပြုလုပ်ထားမှုကိုရန်ကုန်တရိတ်ဆန်ဥယျာဉ်ကအုပ်ချုပ်ရေးမှူးဦးတင်ရွှေကအခုလိုပြောပါရစေ။ဟောကျွန်တော်ဒီမှာတော့လာတဲ့ပြည့်စုံနေများစိတ်ချမ်းမြေ့စွာနားနေတဲ့အောင် ျွန်တော်တို့ဟာပေါ့နားလည်နေအောင်စီစဉ်ဆိုင်ရပါတယ်နောက်ပြီးကြဒီမှာလည်း25ရက်နေ့မှာလည်းကျွန်တော်တို့လာရောက်ပြည်သူများကိုလက်ထံလေးများကိုအခမဲ့အစာကျွေးနိုင်အောင်ကျွန်တော်တို့စီစဉ်ထားပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ဟိုဒီလာတဲ့လူတွေကျွေးနိုင်အောင်ချိန်ပိုင်းလေးပေါ့နော်ဟုတ်သူတို့ကျွေးမဲ့ချိန်လေးဒီမှာသတ်မှတ်ထားတဲ့ချိန်လေးမှာကျွန်တော်တို့စီစဉ်ထားပါတယ်လာရောက်တဲ့ပြည်သူများဥပမာရေမြင့်တို့ကျွန်တော်တို့ဟာပေါ့မြောက်တို့ဟိုပေါ့တိကလောတို့ ဝတ်ဝန်းတို့ပေါ့နော်စာလေးကျွှေသမင်းတို့အစာကျွေးနေအောင်ကျွန်တော်တို့စပွဲကုန်းလေးနဲ့အစာလေးထားပေးပါမယ်။နောက်တဲ့မိဘပြည်သူများလည်းဟိုခါမဲ့ကျွေးမွေးနိုင်အောင်ပေါ့ဟုတ်ကဲ့။ခရီးနှစ်1902ခုနှစ်မှာကတည်းကရန်ကုန်တိရစ္ဆာန်ဥယျံပေါ်ပေါက်ဖို့မြမကျက်ငွေ2300နဲ့စတင်တိစောက်ခဲ့ပြီး1906ခုနှစ်မှာ အကောင့်ထည့်ပေါ်ခဲ့တာဖြစ်တယ်လို့ရန်ကုန်တိရစ္ဆာန်ဥယျံရဲ့တမိုင်းမှတ်တမ်းအရသိရပါဗျ။ အဲငငယ်တော့လာတော့ဟိုတိတ်တော့အဲ့လောက်ကြီးမရှိသေးဘူးကောနော်အခုတော့ပို့စီတာပေါ့ငါကွန်ပျူတာစုလေးလာတော့လေကိုတူမလေးတွေနဲ့ကိုသမီးတွေနဲ့ဆိုတော့လေပို့လည်းပို့စီတာပေါ့အခုအရင်တော့လာတော့ဒါတိတ်ဒီလိုကြီးလည်းမဟုတ်သေးဘူးလေ အော်ဒီနေ့ခန်းစားချက်ကတော့အရင်တော့လည်းမတူဘောเนาะအခုနေ့130ပြည့်နေ့လည်းခြေတဲ့အတွက် တော်တော်စီပါတယ်ကြည့်ရတာလည်းကျင်းတဲ့အားရမှုရှိတယ်မှပြောဖို့လည်းကောင်းပါတယ်ဟုတ်ကဲ့အခုပြုလုပ်လျက်ရှိတဲ့ရန်ကုန်တရိတ်ဆန်ဦးရင်နေ့130ပြည့်အထိမ့်မှတ်ပွဲတော်မှာအစားအသောက်နဲ့လက်ဆောင်ပစ္စည်းအယောင်ဆိုင်10ခုကျော်လာရောက်ဖွင့်လှစ်ရောင်းချတာကိုတွေ့ရပါတယ်ပွဲတော်မှာလာရောက်လည်ပတ်သူအများပြားနဲ့အထူးစီကားလျက်ရှိပါတယ်